အာဆင်နယ်ရဲ့အားစားဒါရိုက်တာတစ်ဖြစ်လာခဲ့ပြီဖြစ်တဲ့အန်ဒရီပါတာရဲ့နွေရာသီဦးစားပေးခုံမှုကဘယ်သူတွေဖြစ်လာမလဲဒီသတင်းကိုတော့အာဆင်နယ်သတင်းနဲ့ပတ်သက်ရင်စိတ်ချယုံကြည်ရတဲ့ဘန်ချက်ကော်ရဲ့ဖော်ဘောအင်ဆိုင်တာရဲ့အဲ့ရနေကျွန်တော်ကူးယူဖော်ပြပါရတယ်။သတင်းတစ်ပုဒ်တည်းပဲရှိတဲ့ဖော်ဘောအင်ဆိုင်တာအရာကိုကျွန်တော်ကူးယူဖော်ပြပေးမယ်။ အရင်ဆုံးပေါ့လေအဲ့ဒါဘာလဲဆိုတော့ Football Insider ရဲ့ဖော်ပြထားရရဆိုရင်တော့ Italy Serie A club Inter Milan တင်းရဲ့တိုက်စစ်အထောင်ကစားသမား Lautaro Martinez ကို Andrea Barta ကဦးစားပေးခုံမှုဖြစ်သတ်မှတ်ထားတယ်တိုက်စစ်ပိုင်းအတွက်လက်ရှိ Inter Milan ရဲ့လောက်ခလာစာအမြင့်ဆုံးကစားသမားနံပါတ်၁လောက်ခလာစာအမြင့်ဆုံးပေးနေတာနော်တပတ်ကို Euro bonus အပါဆိုရင်3သိန်း6000ရှိရတနှစ်ကို Euro 20ဒသမ3သန်းရှိရဒါက bonus အပါ Transfer Market မှာ Euro တန်းတရာတန်ကြီးရှိပြီးတော့ ငွေကြီးအများဆုံးသုံးပြီးခေါ်သွားနိုင်တဲ့တက်စစ်ကသားမှအဖြစ်ဖော်ပေါ် insider ကတော့ရေးသားထားတယ်။ တီကိုမာရဲဝတ်ဒီအာဆာဒရိုက်တာကဒီတိုက်စစ်ကစားမောက်သဘောကျနေခဲ့တာဖြစ်ပြီးတော့အာဆင်နယ်အသင်းရဲ့တိုက်စစ်ပိုင်းအတွက်ဒီကစားမောက်ခေါ်ယူတာကဖြည့်ရှင်းချက်တစ်ခုဖြစ်နိုင်တယ်ဆိုပြီးတော့သူကသတ်မှတ်ထားတယ်။ဦးစားပေးခေါ်ယူမှုဖြစ်နိုင်တယ်ဆိုပြီးတော့ဖော်ပေါ်အင်ဆာဒါကဖော်ပြတာပေါ့လေ။၂၈နှစ်ရဲ့အာဂျင်နီနာသားကတော့အိုက်တာကာလာရှိကြိုက်ခဲ့တဲ့ပလေယာတွေရဲ့တယောက်ပဲ။ဒါပေမဲ့တကယ်ကထဲထဲဝင်ဆွေးနွေးခဲ့တာမျိုးတော့မရှိခဲ့ဘူး။ဒီရသည့်38ပွဲမှာ16ဂိုးတင်ပြီးတော့၃လုံးဖိုင်ထားတယ်။မနစ်က44ပွဲမှာ28ဂိုးတင်ပြီးတော့၃လုံးဖိုင်ထားတယ်။၈တနှစ် 2020-2023ဘောလုံးရာသီမှာတော့59ပွဲကစားပြီးတော့28ဂိုးသွင်း10လုံးဖန်တီးထားတယ်။တကယ်လို့ performance ကောင်းတဲ့ကစားသမားတူပါသူစီကနေ twin goal ဂိုးဖန်တီးမှုအနည်းဆုံး25လုံး30လောက်ထိမျှော်လင့်လို့ရတဲ့ကစားသမားတူ။အဲဆို2018တုန်းက Racing Class ကနေပြီးတော့ Euro 25သန်းနဲ့ခေါ်လာခဲ့တဲ့ဒီကစားသမားကို Inter Milan တို့ကနွေရာသီမှာ Arsenal စီပြန်ရောက်မယ်ဆိုရင်တော့မှဈေးသက်တောင်မရှိဘူး။ဒါပေမဲ့ Andre Barter ကဘာလဲဆိုတာကိုကျွန်တော်ကြည့်ရမယ်။သူကတော့ တိုက်စစ်ကစားမတွေခေါ်တဲ့ဘက်မှာနာမည်ရထားတဲ့အာဇာဒရိုက်တာဖြစ်တဲ့အတွက်တိုက်စစ်မှုခေါ်တဲ့ဘက်မှာညံဖျင်းခဲ့တဲ့အာဇာဒရိုက်တာအဆက်ဆက်ကိုအိုင်ဒါတို့ကတော့ကောင်းကောင်းလေးဒီတယောက်နဲ့ပြန်လည်ပြန်ဆိုင်မယ်လို့တော့ကျွန်တော်ကယုံကြည်ထားပါတယ်။သူကတော့စာချုပ်ပါအချက်လက်ရဆိုလို့ဒီ2024 August လကမှလက်မှတ်ထိုးတာဖြစ်တဲ့အတွက်2029ခုနှစ်ဒီတော့ Inter Milan နဲ့စာချုပ်သက်တမ်းရှိပါသေးတယ်။ကဲဘတ်ဂျက်ကွက်ရဲ့ဖော်ပြထားတဲ့အချက်လက်တွေကိုကျွန်တော်ချက်ကြည့်လိုက်အောင်။ဘန်ချက်ကွက်ရဲ့ပေါ်ပြထားချက်ရဆိုရင်တော့တိုက်စစ်ဆုံးတဲ့ပတ်သက်ပြီး Andre Barta သဘောကျတဲ့ကစားသမား2ဦးရှိဆိုပြီးဖော်ပြသွားတယ်။တယောက်ကတော့ Isak တယောက်ကတော့ Sasko ။ Isak ကတော့အသက်25နှစ်ရှိဖြစ်တဲ့ဆွီဒင်သား။ပေါင်တန်း150လောက်သုံးမှာခေါ်လို့ရမယ်။ဒီဟာဒီ32ပွဲမှာ22ကိုသူပြီးတော့၅လုံးဖိုင်ထားတယ်။တပတ်ကိုပေါင်3000ရနေပြီးတော့ညူကာဆယ်အသင်းရဲ့၅ရောင်မြောက်လောက်ခလာစားအမြင့်ဆုံးကစားသမား ဈေးသက်တာဘူးမရှိဘူး။အနည်းဆုံးပေါင်သန်း150လောက်သုံးရမယ်။သူ့ကိုခေါ်မယ်ဆိုလက်ပေါင်းဝန်းနဲ့ရှင်ပြီးအဓိကခွာဖို့လို့ရှိရယ်။ဒါပေမဲ့အန်ဒရီဘာတာခေါ်နေညီရှိတက်စစ်ကစားမှလည်းသူ့ကိုဦးစားပေးထည့်ထားတာလည်းဖြစ်တဲ့အတွက်ကျုံစောင့်ကြံပါဘောလေ။ဒါနဲ့အပြိုင်ပဲဆက်စကိုလည်းထည့်ထားတယ်။ဆက်စကိုကတော့ဒီရာဒီမှာအသက်27နှစ်ရှိပြီးစလိုဗေးနီးယားသား2029ခုနှစ်တည်းတန်းရှိသေးတယ်။ယူရိုတန်း80လောက်ရလို့ရှိရင်ရောင်းထုတ်သွားမယ်ဆိုပြီးအာဘီလစ်ဘစ်ဆန်နဲ့ဂျန်နမန်အဂရီမန့်တစ်ခုရှိတာဖြစ်တဲ့အတွက်ဒီရာဒီ35ဝက်မှာ18ခုသွင်းပြီးတော့ငါးလုံးဖိန်ထားတဲ့ ဘန်ဂျမင်ဆက်စကိုကိုလည်းဒါအန်ဒရီပါတာကသဘောကျနေလို့ကြားသိရတယ်။အဲဆိုအီဆက်နဲ့ဆက်စကိုနှစ်ဦးရတယောက်ရောက်လာတာဖြစ်မလား။ဖော်ဘောအင်ဆိုင်ဒါမှာဖော်ပြထားတဲ့လော်တာရိုမာဒီနဲ့ရောက်လာတာဖြစ်မလား။ကျွန်တော်စောင့်ကြည့်သွားမှာပါ။တောင်မန်ပိုင်းနဲ့ပတ်သက်ပြီးတော့လက်ရှိဘတ်ဂျက်ကွက်ဖော်ပြထားကြရဆိုရင်တော့ နီကိုဝီလျံကိုသဘောကျတယ်ဆိုသူကဖော်ပြသွားတယ်။နီကိုဝီလျံနဲ့ပတ်သက်ပြီးတော့အန်ဒရီဘာဒါကအဓိကစောင့်ကြည့်နေပြီးတော့22နှစ်ရဲ့စပိန်သားကတော့စာချုပ်ဖြတ်သိမ်းခြင်းပေါင်တန်း50လောက်တောင်းမှာဖြစ်ပေမဲ့2029ဒီရှိရဲ့စာချုပ်အနေထားကြောင့်လာမယ့်2025နှွေဆိုလို့ရှိရင်တော့ဖီဘာဟုကလက်လွတ်နိုင်ခြင်းရှိရတဲ့အတွက်ဒီတက်စစ်တောင်မကစားသမားတို့ဦးစားပြီးသတ်မှတ်ထားကြသိရတယ်။ဒီရာသီ35ဘဝမှာ ခုနှစ်ကိုသိပြီးတော့ခုနှစ်လုံးဖိုင်ထားပါဗျ။တပတ်ကို UO 2သိန်းရနေတဲ့ဒီသားမကတော့တနှစ်ကိုဘီဘာအိုက UO 10.4တန်ပေးချေထားတယ်။အာဆင်နယ်ကိုခေါ်မယ်ဆိုရင်တော့အသင်းရဲ့ လောက်ခလာစာမြေကစားသမားတူအနေနဲ့တော့ခေါ်ရောက်ရှိရဲနီကိုဝီလန်ပြန်အထတိုက်စစ်တောင်မှကစားသမားရှိမဲ့ဘန်ချက်ကော့ရဲ့အန်ဒရီပါတာသဘောကျတဲ့ကစားသမားတိုက်စစ်တောင်မှထဲမှာတော့နီကိုဝီလန်ကဦးစားပေးရှေ့ဆိုပြီးဖော်ပြသွားပါဗါတယ်။ကွင်းလယ်ပိုင်းအတွက်ဆိုရင်တော့မာတင်ဇူမန်ဒီကိုအဓိကပြစ်မှတ်ထားနေလို့ကြားသိရတယ်။အမှန်ကတော့မာတင်ဇူမန်ဒီရဲ့အိုင်ဒါကြောင့်မှဘလောက်တော့ညှိနှိုင်းမှုပြီးသွားပြီလဲကျင်းသိရောက်မှလာဆိုတဲ့သတင်းတွေပွားစာကျင်းနေပြီမဲ့လဲလက်ရှိအာဆင်တင်းရဲ့ကွင်းလယ်ပိုင်းအတွက်နံပါတ်1ဦးစားပေးအန်ဒရီပါတာစာရုပ်ချုပ်ပြီးခေါ်တော့ဖို့ရှိတဲ့ကစားသမားတော့မာတင်ဇူမန်ဒီဖြစ်တယ်လို့ပြော သွားပါတယ်။အာဆင်နယ်ကဒီဇာမားနဲ့ပတ်သက်ပြီးယုံကြည်မှုအပြည့်အဝရှိနေပြီးတော့တပတ်ကိုလောက်ခလာစာလက်ရှိဆိုစီတက်မှာရနေတဲ့ မာတင်ဆူမန်နီရဲ့လာစာရဲ့နှစ်စားတိပေးချေသွားဖို့ဒီစဉ်းစားနေပေါ့လေ၄နည်းစာချုပ်နဲ့ပေါ့အဲ့လို့ဆိုတော့တစ်ဖက်မှာတော့သူတို့ကယူ6000လောက်ရတဲ့ကစားမောက်ကိုယူ3000လိပါလောက်ပေးချေပြီးအာဆင်နယ်တို့ကခေါ်ဦးဖို့ရှိတယ်26ရက်စပိန်သားကတော့ဆူစီတက်နဲ့2029ခုနှစ်ကတော့စာချုပ်တက်တန်းရှိတယ်ဒီရသည်36ဝမှာတကိုးသမီးတကိုးဖန်ကြီးရဆိုမဲ့အဝါကက်လည်း၈ချိန်တိရှိထားတဲ့ဒီကွင်းလေကစားမိုက်လောက်အောင်ကိုအိုက်တာပေါဝင်အသင်းဖို့ဘွားသဘောကျနေဖြစ်တဲ့အတွက် entry barter ရဲ့ဦးစားပေးခေါ်ပြီးကွင်းလေကစားမိုက်တွေမှာမာတင်ဆူမန်နီရှိနေပါတယ်အဲ့တော့ကျွန်တော် တို့အနေနဲ့ဒီအန်ဒရီဘာတာကိုခေါ်ခြင်းရဲ့အဓိကရည်ရွယ်ချက်ကတိုက်စစ်ကစားမိုင်းနဲ့ပတ်သက်လို့ရှိရင်ဆာယုတ်ချုပ်ပြီးခေါ်ခဲ့တာမှာနာမည်ကောင်းတော်တော်ရှိခဲ့တာပါအဲ့တော့အရှိရကျွန်တော်အားစားဒိုက်တာအဆက်ဆက်မှာဆိုလဲတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးညံဖြင့်ခဲ့တဲ့ဆယ်စုနှစ်တခုကျော်ရှိခဲ့တယ်အဲ့အတွက်အာဆင်နယ်တင်းတာဝန်ရှိသူကတိုက်စစ်ပိုင်းမှာကုန်းကုန်းလေးဆွနေပြီးခေါ်နိုင်ရင်မဲ့အားစားဒိုက်ကိုခန့်လိုက်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့အန်ဒရီဘာတာကဘယ်လိုလူမျိုးလဲဆိုတော့အက်တလက်တီကိုမက်ထစ်အတင်တဲ့ကောင်းမွန်တဲ့ကစားသမားတွေသူခေါ်ယူပေးနိုင်ခဲ့တယ်နာမည်ကျော်ကစားသမားတွေအများကြီးရှိပါတယ် ဲ့ထဲထဲမှာမှကျွန်တော်တို့ဒီအချင်းညသားကစားသမားကြီးနဲ့ပတ်သက်လို့ဆိုလို့ရှိရင်တော့ Manchester City ရဲ့တက်စစ်ကဘာလို့ပြောလို့ရတဲ့ Julian Everett အဲ့လိုကစားသမားမျိုးကိုခေါ်နိုင်ခဲ့တယ်။အဲ့တော့အာဂျင်နီးတာကစားသမားကြီးနဲ့ပတ်သက်ရင်ဆက်ဆက်ရင်ကောင်းရှိပြီးတော့ခေါ်ဦးတဲ့ဘက်မှာထူးချွန်တဲ့သူ့ကြောင့် Lotaro Martinez လို့မျိုးထိတ်တန်းတက်စစ်ကစားသမား အာဂျင်တာသားကြီးလည်းအာဆင်နယ်ကိုရောက်မလာဘူးလို့တော့ပြောလို့တော့မရဘူး။တခါကြရင်ကျွန်တော်ငွေကြေးပေးရတာချင်းအတူတူမှအာဇာထရိုက်တာရဲ့တိုကီယိုကျွေးပြီးရောက်လာတဲ့ကစားသမားတွေကလည်းရှိလာတတ်တာဖြစ်တဲ့အတွက်အာဇာထရိုက်တာတယောက်ကောင်းကောင်းရှိပြီဆိုရင်နောက်ကငွေကြေးပေးပြီးပတ်မိုးပေးရမယ်ဆိုရင်တော့မှတရာကုန်မဲ့နေမှာ60လောက်နဲ့ညှိပြီးခေါ်နိုင်တာမျိုးလည်းရှိနိုင်တယ်။30တန်းကစားသမားကိုနည်းနည်းလေးပို့ပေးပြီးအခြားအသင်းနဲ့လက်ဦးမှုရအောင်ခေါ်နိုင်တာဖြစ်လို့ဆိုအနောက်ကအိုင်ဒါကိုတိုင်ဖုံးဆက်ရတယ်ဆိုရင်တော့မှအားစားတိုက်တာတယောက်ကအခန်းကဏ္ဍကအရန်ရေးပါတယ်။တခြားတစ်ခါတော့အခုရောက်လာမဲ့အန်ဒရီပါတာ သည်အရှိကအီဒူကက်စပါဒတ်ဆိုင်တော့အာဇာဒိုက်တာလောကမှာဝါဝောတပါဝောဆွေးနွေးမှုအပိုင်းမှာရောစီယုံနိုင်စွာမှာရောကစားသမားတွေရဲ့ပိုတရှိအောင်ကြည့်တဲ့အပိုင်းမှာရောအများကြီးတာလုံးနဲ့အာဇာဒိုက်တာလို့တော့ကျွန်တော်ကထင်ပါတယ်အဲ့တော့ညီကိုတော့ဘယ်လိုထင်လဲဒါကတော့ဘန်ချက်ကိုကခေါ်ပြရတဲ့အာဆင်နယ်တင်းခေါ်ဖို့ရှိတဲ့ကစားသမား၄ယောက်နဲ့ဖော်ဘောအစ္စရာကဖော်ပြရတဲ့အာဆင်နယ်တင်းခေါ်မဲ့တိုက်စစ်ကစားသမား၁ယောက်ဖြစ်သူတို့ကဖော်ပြထားတယ်အာဆင်နယ်တင်းခေါ်ကြည့်ရဆိုတော့အန်ဒရီပါတာအလုကုန်းကုန်းလုပ်ဖို့အတွက် စကားဒီအစ်စ်မှာတတ်မှတ်ထားတဲ့ကစားသမားတွေလို့ကြားသိရတယ်။ຫນွေမှာတော့ကစားသမားတွေရောက်မှဖြစ်မယ်။ကျွန်တော်တို့ကဆို Manchester United နဲ့တကိုးတကိုးတည်ကြသွားခဲ့ပြီ။အဲ့ဒီမှာရှင်းလင်းမြင်တွေ့ခဲ့ရတာအာဆင်နယ်ဒီဘလောက်ပဲလုံအောင်ကောင်းပါစေပြိုင်ဘက်ကဂိုးပေါက်ထဲကိုဂိုးရိုက်သွင်းနိုင်မဲ့ထိတ်တန့်တက်စစ်ကစားသမားတူလိုတယ်ဆိုတာပါပဲ။အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ဒီပွဲကတော့ကျွန်တော်တို့ကံကောင်းလို့တည်ကြခဲ့လို့ပြောလို့ရတယ်အမှန်တကယ်တော့ United တို့နိုင်ဖို့ထိတော်တော်လေးကိုနှီးဆက်ခဲ့တာပါอืม ဒီစီစဉ်လေးကိုဒီကောက်ကြီးပောင်းပြီးတဲ့ရှူဘလုံး online အကျုံလဲကျေးဇူးတင်ပါတယ်အမဆုံးမဲ့ဆုံးတော့ Viber Phone မှာတင်ရောက်ကိုးခွန်တက်ခွန်66 3-5သူမျိုးဆက်တက်ပြီးတော့ဝန်ဆောင်မှုအပြေဝရောက်နေဖြစ်လို့ငွေပုံငွေချေရှိမှဘောလုံးပွဲတွေလောင်းမှာဘောလုံးပွဲတွေလောင်းအောင်မလောင်းတဲ့ဆိုရင် YouTube မှာကိုထုပ်ပေါ်ပေါ်ရှုရက်ချပြီးကျွန်တော်ကိုအားပေးလို့ရပါတယ်။ iPad ကိုကျွန်တော် Sport Online ငါတို့လုံးမိတူကိုလည်းခစားလို့ရနေပါပြီ။ဒီညမှာတောင်းမညင်တာတစ်ခုကမနေ့ကကျွန်တော်ဘောလုံးပွဲ ြတာကိုလာပြီးကြည့်ရကျွန်တော်ညီကိုအစင်မပြေဖြစ်ခဲ့တယ်လဲတောင်းဝန်ပါတယ်။ခါကျကျွန်တော်တို့လည်းအဲ့လို page တွေကအဲ့လိုပြုတ်ကျတတ်တဲ့အခက်ခဲတွေရှိပါတယ်။ကျွန်တော်လည်း page ထုတ်ရတဲ့တပွဲလုံးပြီးအောင်ပြကျင်တာပေါ့။ဒါပေမဲ့ policy လေးနည်းနည်းညှိသွားတဲ့ဇူကာဘက်ကဖြတ်ချလေးရှိပါတယ်။